ပေါင်300ကျော်300ကျော်အစက330အခုက240ရှိတယ်အခုလောလောဆယ်ဒီဒီနေ့ကြည့်ရောဟိုတယ်ပေါင်90ရှိပါကြာပါဟုတ်ချောင်းပါလားချောင်းပါဗျာမရောက်သေးဘူးဟုတ်အာ130လောက်ပေါ့130ဆိုတော့နောက်ထပ်20လောက်ပြီးတော့ပေါင်20လောက်ထပ်ချောင်းဒါကျွန်တော်ตาလေးနဲ့ကျွန်တော်မိသားစုနဲ့ပေါ့နော်မိသားစုနဲ့ဟိုကြာကြာနေခြင်းနဲ့ ဆိုတော့ကျွန်တော်ရဲ့ weight ကဒီအတားစီတစ်ခုဖြစ်လာတဲ့အနေအထားမှာကျွန်တော် weight ချဖို့ဆုံးဖြတ်ခဲ့ရပါတော့။မိမတော့ဟို main support လည်းအများကြီးလိုတာပေါ့နော်။ဆိုတော့ဒီကျွန်တော်ရဲ့ journey ကဒါနဲ့တော့အသွားတဲ့နေရာတွေနေရာတွေစားတာတွေဆိုတော့ဒါမိမအများကြီးသူ light ကြည့်ပေးရပါတော့နော်။ light ကြည့်ပြီးတော့ကျွန်တော်စားမဲ့ဟာဆိုလို့ရှိရင်လည်းသူအဲ့လိုမျိုးဟို season ပေးတာလိုပါအဲ့လိုမျိုးအများကြီးလုပ်ရပါတယ်။အာသူကတော့ဟိုကျွန်တော်သဘောပဲနော်ကျွန်တော်သဘောပဲပေါ့နော်သူကဝါလာဖြစ်ဖြစ်ပိန်တာဖြစ်ဖြစ် မိမကတော့ဘာဘာမှမပြောဘူးနော်။ဘာလုံးကလည်းချက်တာပဲအခုပိန်သွားတော့လည်းချက်တာပဲဘာဘာမှထူးခြားမှုမရှိဘူးပေါ့နော်။ဒါပေမဲ့သူကပြောတာတော့တခုပေါ့နော်။ကိုကိုရဲ့ဟိုဖြစ်တည်မှုပေါ့။ကိုကိုရဲ့ဟိုဝိတ်ကဟိုအတားအဆီးတခုတော့သူကမဖြစ်စေချင်ဘူးပေါ့။ဆိုတော့အဲ့အဲ့စကားလေးတခုတော့ပြောပါတော့။မင်္ဂလာပါ။ဟုတ်ကဲ့ဒီနေ့ကဟို show like ရဲ့ launch ပွဲလေးပေါ့နော်။ဆိုတော့ဟို ဒါဒီဟိုဟာလာရောက်တက်ဖြစ်တယ်ဟုတ်အခုလောလောဆယ်ဒီဒီနေ့ကြည့်ရောဟိုတယ်ပေါင်90ရှိပါကြာဟုတ်ချောင်းပါလားချောင်းပါကမရောက်သေးဟုတ်အာ130လောက်ပေါ့130ဆိုတော့နောက်ထပ်20လောက်ပြီးတော့ပေါင်20လောက်ထပ်ချောင်းပေါင်300ကျော်300ကျော်အစက330အခုက240ရှိပါအရှိတာပေါ့ဟုတ်ကျွန်တော်ဟုတ်အခုက ဟို weight လည်းကျသွားတော့လေတော်တော်လေးနေရထိုင်ရတာလည်းပေါ့သွားတယ်ရင်သက်စားလို့ရှင့်လေဟိုလူကလည်းလန်းလန်းဆန်းဆန်းဖြစ်လာဟုတ်ကျွန်တော်ဟို weight ချတာဒီအဓိကတော့ဟိုဟာနေနေထိုင်ပုံပေါ့နော်နေထိုင်ပုံ lifestyle ပြောင်းလိုက်တယ်ကျွန်တော်ဂျင်းပုံမှန်သွားတယ်အခုဆိုကျွန်တော်စားချတယ်ရဆိုရင်တစ်နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့တစ်နှစ်လောက်အတွင်းမှာတကယ်ပြောင်းလဲသွားရပေါ့နော်ဆိုတော့ဟိုဟိုစီကန်းကြကြအာစားတယ်စီကန်းကြကြအိတ်တယ် အာဘယ်သူမှမဟုတ်ကျွန်တော်တရားတော်ဟာမျိုးရဲမှာအစားတောက်ကြိုက်တာကျွန်တော်ကအစားဟိုအဓိကကျွန်တော်အရင်အရင်တော့ဝါတာလဲအဲ့လိုပဲအာလှုပ်ရှားမှုနည်းတယ်ဟိုစားတယ်တောက်တယ်ဒါဒါပဲလုပ်နေတာပေါ့နော်ဆိုတော့အခုကကိုယ့်ကကိုယ်စီကန်းလေးနဲ့နေပုံထိုင်ပုံပြောင်းလာတော့ အဲ့လိုမျိုးပြောင်းလဲသွားတယ်လို့ပဲမြင်ပါတယ်ဟုတ်အဲဘယ်အရာလဲဆိုတော့ကျွန်တော် interview မှာလည်းပြောခဲ့ပြီးအဓိကကျွန်တော်တားလေးနဲ့ကျွန်တော်မိသားစုနဲ့ပေါ့နော်မိသားစုနဲ့ဟိုကြာကြာနေခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ weight ကဒီအတားအဆီးတစ်ခုဖြစ်လာတဲ့အနေအထားမှာကျွန်တော် weight ချဖို့ဆုံးဖြတ်ခဲ့ရတယ်နော်ဆိုတော့ weight ကချနေတာတော်တော်ကြာပြီပြောရရင်10နှစ်လောက်တောင်ရှိတော့မယ်ဟိုဟာအဲ့လိုပေါ့စိတ်ဟိုစူးစမ်းလိုက် အဲ့လိုပဲပြတ်သွားလိုက်အကြောင်းတစ်ခုအကြောင်းမချပြစ်လိုက်ပေါ့နော်ဆိုတော့ပထမတစ်ခေါက်ကဆိုလဲတကယ်ချပြီးလို့ဆုံးပြတ်လိုက်တဲ့အချိန်မှာကျွန်တော် two injury ဖြစ်သွားတယ်လေ two injury ဖြစ်သွားတော့အဲ့ဒါနဲ့ဟိုမချပြစ်လိုက်ပြန်ပြန်နာပြန်တော့6လ6လနဲ့7လလောက်ပြီးနားလိုက်ရတယ်ပေါ့နော်နားလိုက်ပြီးတော့အခုတစ်ခေါက်ဒီတစ်ခါမှဟိုမချလို့ရှိရင်ဘယ်တော့မှကြားတော့မှမဟုတ်ဘူးဆိုရယ်စိတ်နေပေါ့နော်အဲ့လိုချပြစ်တာမိမတော့ဟိုမိမ support လည်းအများကြီးလိုတာပေါ့နော်ဆိုတော့ဒီကျွန်တော်ရဲ့ journey က ဒါနော်ဟာသွားတဲ့နေရာတွေနေရာတွေစားတာတွေဆိုတော့ဒါမိမအများကြီးသူလိုက်ကြည့်ပေးရတာပေါ့နော်လိုက်ကြည့်ပြီးတော့ကျွန်တော်စားမဲ့ဟာဆိုလို့ရှိရင်လည်းသူအဲ့လိုမျိုးဟိုစီစဉ်ပေးတာလို့ပါအဲ့လိုမျိုးအများကြီးတော့ပါပါအာသူကတော့ဟိုကျွန်တော်သဘောပဲနော်ကျွန်တော်သဘောပဲပေါ့နော်သူကဝါတာဖြစ်ဖြစ်ပိန်တာဖြစ်ဖြစ်ဟိုမိမကတော့ဘာဘာမှမပြောဘူးနော်ဝါတော့လည်းချက်တာပဲအခုပိန်သွားတော့လည်းချက်တာပဲဘာဘာမှစူးစမ်းမှုမရှိဘူးပေါ့နော်ဒါပေမဲ့သူကပြောတာတော့ တစ်ခုပေါ့နော်ကိုကိုရဲ့ဟိုဖြစ်တည်မှုပေါ့ကိုကိုရဲ့ဟို weight ကဟိုအတားဆီးတစ်ခုတော့သူကမဖြစ်စေချင်ဘူးဆိုတော့အဲ့အဲ့စကားလေးတစ်ခုတော့ပြောပါတော့အဲ့ကစစ်တပ်အဓိကလားပေါ့ဟုတ်တယ်ဟုတ်တယ်အဓိအဓိကဟိုဘယ်လိုပြောမလဲဒီဒီ weight ချကျွန်တော်ကိုတွေ့ပေါ့နော်ကျွန်တော်တက်ဟိုဟိုတော်တဲ့လူရှိပါတယ်ဟိုဟိုဒါဒါမဲ့အဓိကတော့ကိုရဲ့စိတ်စိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးတော့ဒီကိုက ကိုနဲ့တခြားလူနဲ့ပေါ့ဟိုကိုတခြားလူနဲ့ရှင်ရတာမဟုတ်ကိုကိုကိုပြန်ရှင်ရတာအနေနဲ့တူပါဟိုဘာလို့လဲဆိုတော့အများတန်းဟိုရေရှည်သွားမှဖြစ်တဲ့အတွက်ကြောင့်အရင် ego လည်းမများနဲ့ကိုယ့်ရဲ့ energy ကိုလည်းကိုကြည့်ပေါ့နော်ဆိုတော့ဟိုပြီးတော့နေထိုင်မှုကိုလည်းကြောင်းဆိုတော့တကယ် weight ချလာကို result တစ်ခုရလာတဲ့အချိန်မှာဒါကတကယ်တကယ်ပါလားပေါ့နော်အဲ့လိုမျိုးကိုအကျိုးခံစားခွင့်နေပြီပါဟိုကောင်းတာတွေပဲဆိုတော့ဟို weight ချခြင်းလည်းဆိုလို့ရှိရင်အဓိကစိတ်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတို့ရယ်ပေါ့ ော်ဆိုတော့ရေရှည်သွားနိုင်တာကိုယ့်ရဲ့ lifestyle နဲ့ဘယ်လိုမျိုးကိုက်လဲဆိုတော့ weight chart ရဲ့ option တွေကအများကြီးပဲလေကျွန်တော်ဈေးကွက်ထဲမှာလည်းရှိရဲဟိုဟိုဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကိုယ်ရွေးချယ်မှုဒီကိုယ့်ရဲ့ lifestyle နဲ့ကိုက်ပြီးတော့ဟိုကရေရှည်သွားနိုင်တဲ့အလုပ်မျိုးဖြစ်တယ်ပုံကောင်းတယ်နော် ့ကာဘိုဟိုက်ဒရိတ်ဒါဟိုစားတာတော့စားတယ်ကျွန်တော်လည်းဟိုထမင်းလုံးဝကာဘိုဟိုက်ဒရိတ်ကိုလုံးဝဖျက်လိုက်တာတော့မဟုတ်ဘူးကျွန်တော်ဟို nutritionist အတိုင်းပဲလိုအပ်တဲ့ပမာဏလိုအပ်တဲ့ကယ်လိုရီကိုအဓိကကြည့်ပြီးတော့စားတာပေါ့နော်အရင်တော့ပုံလေးမျိုးတော့အမှန်တိုင်းပြောရင်ဟိုငါဒီလောက်တောင်ဝါခဲ့တယ်ပေါ့နော်ဆိုတော့ပုံရောက်တဲ့ခီးကိုအခုအနေထားကိုပြန်ကြည့်ပြီးတော့ကျေနပ်မှုရှိပါတယ်